ဝါသနာရတော့ဘောလုံးကန်နေတာကြာပြီဒါပေမဲ့ဘိုင်ယွန်ဝမ်တွေတွေ့တဲ့အခါဘာဆက်လုပ်ရမယ်မသိတဲ့သူတွေညီလေးတွေရှိတယ်ဆိုရင်ဒီဗီဒီယိုဆက်ကြည့်သွားလို့ရပါတယ်တစ်ဖက်ပြိုင်ဘက်ကိုကြော်ဖြတ်တဲ့အခါအမြဲဘောစားထုတ်ပြီးတော့စပီးနဲ့ဆွဲထွက်နေလို့လည်းအဆင်မပြေပါဘူးစပီးကျင်းနေတဲ့နေရာမျိုးတွေမှာကိုယ့်ရဲ့ဘောလုံးစကီးနဲ့ဘော်ဒီဖိန့်ကိုပေါင်းပြီးတော့တစ်ဖက်ပြိုင်ဘက်ကိုဆွဲထွက်ရတာမျိုးတွေရှိပါတယ်ဒါကြောင့်ဘော်ဒီဖိန့်နဲ့တက်ကနီကိုပေါင်းပြီးတော့ပြိုင်ဘက်ကိုလွယ်လွယ်ကူကူဘယ်လိုကြော်ဖြတ်လို့ရတယ်ဆိုတဲ့နည်းလမ်းအနည်းငယ်ကိုလည်း ဒီဗီဒီယိုထဲမှာထည့်ပြောပေးတာပါတယ်။ဒါဆိုစလဲအောင်နံပါတ်1အနေနဲ့ site drill လို့ခေါ်တယ်။အာ Spain လို့ La Croqueta လို့လည်းခေါ်ပါတယ်။မြန်မာလို့လွယ်လွယ်ကူကူဘောလုံးပညာရိုက်ပြီးထွက်တယ်လို့မှတ်ထားလဲ။ Okay ပါပြီ။ဒီ skill ကိုပွဲတွေထဲမှာကစားသမားတော်တော်များများသုံးကြပေမဲ့မကြာခဏအရန် သုံးတဲ့သူကတော့ Inister ဖြစ်ပါတယ်။သုံးရတာအရင်လွယ်ကူလို့တိုင်ပတ်ရဲ့အနေထားကိုကြည့်ပြီးတော့အလွယ်တကူပဲအသုံးပြုလို့ရပါတယ်။ နောက်တစ်ခုကတော့ roll over ပါ ရုတ်တရက်ပြိုင်ဘက်ကအတင်းဝင် လူတဲ့အခါမှာနေရာချင်းချင်းလေးထဲမှာအလွယ်တကူပဲဘားဆွဲပြီးတော့ဆွဲထွက်လို့ရတဲ့ skill တွေဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ body fake မှာဘောလုံးကစားတဲ့အခါ body fake ကောင်းကောင်းသုံးတတ်တဲ့သူနဲ့မသုံးတတ်တဲ့သူကအရန်ကွာပါတယ် ပွဲထဲမှာ body fit မတုံးတက်တဲ့သူကိုတစ်ဖက်ပြိုင်ဘက်ကဘောလုံးဝင်လို့ရတာတအားလွယ်ပါတယ်။ကိုကသာ body fit ကိုကောင်းကောင်းအသုံးပြုတတ်မှန်သိနေရင်တစ်ဖက်နောက်တန်းလည်းအတင်းဝင်မလို့ရတော့ပါဘူး။ body fit အနေနဲ့ပတ်သက်လာရင်အမြဲတမ်းမျက်လုံးနဲ့မြင်နေရတော့ Lionel Messi ပါပဲ။ဒီ skill ကိုကောင်းကောင်းပိုင်နိုင်ခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့ခါအရင်းညွဲ့လေးတွေကပျော့ပြောင်းနေဖို့လိုပါတယ်။နံပါတ်၄အနေနဲ့ကတော့ inside outside cut ပါ inside outside chop လို့လည်းခေါ်ကြပါတယ်။တစ်ဖက်ပြိုင်ဘက်ကိုညာဂျင်းနဲ့ဖိမ့်ပြီးရင်ဘယ်ဂျင်းနဲ့တပ်ပင်တစ်ခါလေးဆွဲထွက်တော့ဘယ်ဂျင်းနဲ့ဖိမ့်ပြီးရင်ညာဂျင်းနဲ့တစ်ခါလေးတပ်ပင်ဆွဲထွက်တာမျိုးပြောတာပါ။ကိုယ့်ရဲ့ခန္ဓာကိုယ် balance ကိုကောင်းကောင်းအသုံးချတတ်နိုင်လေတစ်ဖက်ပြိုင်ဘက်ကအလေးလေးအကွဲအကွဲဖြစ်လေပါပဲ။ဒီတစ်ခုကတော့ inside outside chop နဲ့ဆင်ပါတယ်။ fake cut လို့လည်းခေါ်ပါတယ်။ဘောလုံးကို fake ပြလိုက်ပြီးတော့မှ inside နဲ့ပြန်ပြီးဆွဲထွက်တာမျိုးပြောတာပါ။ ရီယယ်မက်ထရစ်မှာတိုနီခရူးမကြာခဏလှုပ်ပြလဲအကွက်လဲဖြစ်ပါတယ်။အခုပြောတဲ့စကေးလင်းကားကိုပဲဘောလုံးကွင်းကြီးတွားဖို့အချိန်မရှိဘူးဆိုရင် ကိုယ့်အိမ်မှာဘောလုံးတစ်လုံးရှိုံနဲ့နေရာနည်းနည်းလေးရှိုံနဲ့ပဲဒီလေ့ကျင့်ခန်းတွေကိုလိုက်လုပ်ကြည့်လို့ရပါတယ်။နောက်ဗီဒီယိုမှာတော့ speed နဲ့ပတ်သက်ပြီးတော့တီးကျင့်တဲ့အရာလေးတွေကိုကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါဦးမယ်။ TikTok မှာတင်ထားတဲ့ဗီဒီယိုကိုအစင်လိုက်ရှာမတွေ့တာမျိုးဖြစ်ခင်ကျွန်တော်ရဲ့ YouTube channel မှာ အစင်လိုက်တင်ပေးထားတာရှိပါတယ် YouTube channel မှာဝင်ရောက်ရှာကြည့်လို့ရပါတယ်ဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးများ යි တင်ပါတယ်